ိုင်းပင်အတွက်အပင်အသက်ကြီးရင်ဖို့နဲ့ပုံစံကြလပ်ပဖို့နှစ်ခုစလုံးကအရေးကြီးပါတယ်။ဒါပေမဲ့အပင်အသက်ကြီးရင်ဖို့ကပို့ပြီးတော့အရေးကြီးတဲ့အကြောင်းအခြေခံကြပြီးခိုင်လုံတဲ့အကြောင်းဖြတ်ချက်တွေရှိပါတယ်။ဘာကြောင့်မလဲ။ Leo Bonsai Energy Channel ကနေကြိုဆိုလိုက်ပါတယ်။ Bonsai မြင့်အတွက်အပင်အသက်ကြီးရင်ဖို့နဲ့ပုံစံကြလပ်ပဖို့နှစ်ခုစလုံးက အရေးကြီးတဲ့အကြောင်းကိုနိုင်ရှင်ချက်တွေမဝင်မြခင်မှာကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦး본ဆိုင်မင်းဆိုတာတဘာဝအပင်ကြီးတွေရဲ့လက်ပနေမှုကိုအတူယူပြီးတော့ဘုံအိုးသေးလေးထဲမှာထဲဆိုင်လို့ရအောင်ဖန်တီးထားတဲ့အမှုပညာတစ်မျိုးပါ။နောက်ပြီးတော့본ဆိုင်ကိုတက်ရှိအမှုပညာလို့လည်းခေါ်ကြပြန်ပါတယ် ဘွန်ဆိုင်အမှုပညာကိုစတင်သူတော်တော်များများကဘွန်ဆိုင်ပုံတံကိုဦးစားပေးပြီးပြုလုပ်ကြပေမဲ့ကိုယ့်အတွက်ကတော့အရေးကြီးတာပုံတံလားအသက်လားဆိုတာကိုယ်ကနဲ့ကိုကိုယ်တိုင်စမ်းစစ်ကြည့်ရမှာပါဒီနေ့မှာတော့ဘွန်ဆိုင်အမှုပညာရဲ့အထက်ပဲကိုလေ့လာကြည့်အောင်ဗျာဒီဘွန်ဆိုင်အမှုပညာမှာအပင်ရဲ့ပုံစံလပ်ပဖို့ကအရေးကြီးတယ်လို့အပင်အသက်ကြီးရင်ဖို့ကလည်းပို့ပြီးတော့အရေးကြီးပါတယ် ဒီဗီဒီယိုမှာတော့အဲ့ဒီအကြောင်းတွေကိုအသေးစိတ်ပြောပြသွားမှာပါပွန်ဆိုင်မင်းဆိုတာတဘာဝနဲ့လူတွေရဲ့ဖန်တီးမှုကြားကတစုံတစ်ခုပေါ့လူတွေကပွန်ဆိုင်ပင်ပုံတံလပနေမှုကသာအဓိကလို့ထင်ကြပေမဲ့တကယ့်ပွန်ဆိုင်မဟာအမှုပညာရှင်တွေအတွက်ကတော့ပွန်ဆိုင်ပင်ရဲ့ တက်ကြီးမှုကပို့ပို့ပြီးတော့တန်ဖိုးရှိပါတယ်။ဘွန်ဆိုင်ပင်အတွက်အပင်အသက်ကြီးရင်ဖို့ကဘာကြောင့်အရေးကြီးလဲဆိုတာကိုရှင်းပြပေးချင်ပါတယ်။ပွန်ဆိုင်ပင်ရဲ့အသက်အရွယ်ကြီးရင်မှုကပွန်ဆိုင်ပင်ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်အသက်အရွယ်ကြီးရင်တဲ့ပွန်ဆိုင်မှာအချိန်ကာလတွေကို ဖြစ်ကျော်ရှင်တန်လာခဲ့တဲ့အထောက်ထားတွေနဲ့ပြည့်ဝနေမှာပါအပင်ရဲ့အမြင့်တွေပင်စည်နဲ့အခောက်တွေရဲ့အယောင်ပုံတံပြောင်းလဲမှုတွေကအပင်တက်တန်ကြီးရင်လာမှသာဖြစ်ပေါ်ရရှိလာလာတာပါနောက်ပြီးအချိန်ကာလကြာမြင့်စွာ ဖြတ်တန်းလာရတဲ့တဘာဝရဲ့ရိုက်ခတ်မှုဒဏ်တွေကြောင့်ဘွန်ဆိုင်ပင်ရဲ့တဘာဝရိမ့်ရမှုတွေကဘွန်ဆိုင်အမှုပညာရဲ့တန်ဖိုးကိုတိုးတက်စေမှာပါအပင်အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့ပင်စီ အခက်အရွက်တွေဟာတဘာဝကြပြီးရင့်ကျက်တဲ့ပုံစံကိုရရှိလာပါတယ်။ဒါဟာပွန်ဆန်းရဲ့ရည်ရွယ်ချက်ဖြစ်တဲ့တဘာဝအသက်ကြီးတဲ့အပင်တွေရဲ့ပုံစံကို အတူယူဖန်တီးရန်ဆိုတဲ့ရည်ရွယ်ချက်အတွက်အရေးကြီးဆုံးလည်းဖြစ်ပါတယ်။ပွန်ဆန်းပင်အသက်ကြီးလာတာနဲ့အမျှသူ့ရဲ့ဇီဝဖြစ်စဉ်တွေကလည်းပိုပြီးတော့ခိုင်မာရင့်ကျက်လာပြီးရာသီဥတုတန်ကိုလည်းပိုပြီးပိုပြီးတော့ ခဏရင်ရှိလာပါတယ်။အသက်အရွယ်ကြီးရင်တဲ့ပုံဆိုင်ပင်တွေမှာအချိန်ကာလကြာမြင့်စွာဖြတ်တန်းလာရတဲ့အတွက်ပုံဆိုင်ပင်ကိုရုပ်ဆိုးစေတဲ့ကြီးပေါင်းတက်ခြင်းနဲ့တန်ရာတွေနဲ့မလို့လားအပ်တဲ့အနာရဲ့တရားများစွာအကောင်းပဂတိနေပါအချိန်နေမှာရှိနေပါပြီ။အပင်အလကလည်းတည်ငြိမ်ရင့်ကျက်တဲ့ပုံကိုဆောင်ပြီးခိုင်မာနေပါပြီ။ဒီအတွက်ပွန်ဆိုင်ပင်ကိုရေရှည်စောင့်ရှောက်ဖို့တားစင်မြည်ဆက်တွေအေးစောင့်ရှောက်ဖို့အတွက်ပို့ပြီးတော့ရေးကြည့်ပါတယ် အပင်အသက်ကြီးလာတာနဲ့မျှသူ့ရဲ့တမိုင်းကြောင်းနဲ့ရင့်ကျက်မှုကဘွန်ဆိုင်ကိုပို့ပြီးတော့တံဖိုးမြင့်စေပါတယ်အသက်ငယ်ပြီးပုံစံလပ်ပနေတဲ့ဘွန်ဆိုင်ပင်တွေဟာတည်မြဲမှုမရှိနိုင်သေးပဲနောက်အနာကပ်မှာပုံမပြည့်စုံရန်လိုအပ်နေသေးတာဆိုတာကိုလိုအပ်နေသေးတယ်ဆိုတာကိုသိထားဖို့လိုပါတယ်အသက်ကြီးတဲ့ဘွန်ဆိုင်တွေမှာဘွန်ဆိုင်ပုံစံကိုခိုင်မာစွာထိန်းထားနိုင်ပြီးတက်တန်းကြမြင့်စွာတရှိနေနိုင်ပါပြီအသက်အရွယ်ကြီးရင့်မှုကဘွန်ဆိုင်ပင်တစ်ပင်ရဲ့ဘွန်ဆိုင်ဝိညာဉ်ပဲဖြစ်ပါတယ် အသက်ကြီးတဲ့ဘွန်ဆိုင်မှာခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလတွေကိုကြော်ဖြတ်ဖြတ်တန်းခဲ့တဲ့အထောက်အထားတွေနဲ့ပြည့်ဝနေမှာပါဒီလိုအချိန်ကာလကြာရှည်စွာဖြတ်ကျော်ခြင်းကဘွန်ဆိုင်အမှုပညာရဲ့တန်ဖိုးကို ပို့ပြီးတော့တိုးပက်စေပါတယ်ဘုဇာအနုပညာဖန်တီးခြင်းဟာအနုပညာတစ်မျိုးဖြစ်တာကြောင့် အပင်ရဲ့ပုံစံလပ်ပဖို့ကလည်းအရေးကြီးပါတယ်ပုံစံလပ်ပမှုကဘွန်ဆိုင်ရဲ့အဓိကဆွဲဆောင်မှုဖြစ်ပြီးတော့ကြည့်ရှုသူတွေကိုစိတ်ဝင်စားဖြစ်ပြီးစိတ်ဝင်စားမှုကိုမြင့်တက်စေပါတယ်ဘွန်ဆိုင်ပညာရှင်တွေဟာအပင်ရဲ့ပုံစံလပ်ပအောင်ဖန်တီးရမှာအမှုပညာစိတ်ကူးစက်တမ်းတွေပါဝင်ပါတယ်ဒါဟာဘွန်ဆိုင်ကိုပို့ပြီးတော့ထူးခြားစေပြီးတော့တန်ဖိုးမြင့်စေပါတယ်ဒီလိုပါပဲဘွန်ဆိုင်ပညာရှင်တွေရဲ့ အနုပညာစိတ်ကူးစိတ်တန်းတွေနဲ့ပြည့်နေနေတဲ့အသက်ကြီးပြီးတက်တန်းရှိတဲ့ပုံစံပင်တပင်မှာတော့တကယ်လပမှုနဲ့အနုပညာတတ်ဖို့ကိုပို့ပြီးတော့ဖော်ပြနိုင်ပါတယ်တန်ဖိုးကြီးပုံစံပင်အတွက်အသက်အပင်အသက်ကြီးဖို့နဲ့လပုံစံလပဖို့ကိုဘယ်လိုညှိယူရမလဲဆိုတာကိုလည်းသိဖို့လိုပါတယ် နံပါတ်1အချိန်ယူပြီးပြုစုပို့ထောင်ခြင်းဘုန်းဆိုင်ပင်ကိုရေရှည်ဆောက်ရှောက်ပြီးတော့သူ့ရဲ့တဘာဝဖြစ်စဉ်ကိုလေးစားဖို့လိုပါတယ်အပင်အသက်ကြီးလာတာနဲ့အမျှသူ့ရဲ့ပုံစံလက်ပတ်မှုကိုဖန်တီးဖို့ပုံမလွယ်ကူလာမှာပါနံပါတ်2အနေနဲ့တော့ပညာရှင်တွေရဲ့အကြံဉာဏ်တွေကိုရယူဖို့လိုပါတယ်ဘုန်းဆိုင်ပညာရှင်တွေရဲ့အကြံဉာဏ်နဲ့လက်ညှိုးကိုလိုက်နာပြီးတော့အပင်ကိုပြုစုပြောင်းဖို့လိုပါတယ်ဒါဟာအပင်ရဲ့ တက်ခြင်းမှုနဲ့ပုံစံလက်မမှုကိုဟန်ချက်ညီစေမှာဖြစ်ပါတယ်ပုံစံပင်အတွက်အပင်အသက်ကြီးဖို့ကပုံစံလပဖို့တဲ့ပုံပြီးအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့အပင်အသက်ကြီးမှုကတဘာဝကြမှုခိုင်မာမှုနဲ့ရေရှည်တည်တံ့မှုတွေကိုဖြစ်စေပြီးတော့ပုံစံရဲ့ရည်ရွယ်ချက်ဖြစ်တဲ့တဘာဝအပင်ကြီးတွေရဲ့ပုံစံ ိုအတူယူဖန်တီးဖို့အတွက်အရေးကြီးလို့ပါပဲ။ဒါကြောင့်ဘုံဆိုင်ကိုတိဆောက်တဲ့အခါပုံတံတန်ဒါမကအချိန်နဲ့အတူအိုမင်းလာနိုင်စွမ်းကိုစဉ်းစားဖို့လိုအပ်ပါတယ်။ဘုံဆိုင်ပင်တပင်ရဲ့အမှုပညာအရင်းမြစ်တွေဟာအသက်ကြီးမှသာပို့ပြီးတော့အတိတ်ပဲရှိလာမှာပါဒါပေမဲ့ပုံစံလပမှုကလည်းဘုံဆိုင်ရဲ့အမှုပညာဆံမှုကိုဖြစ်စေတာကြောင့်နှစ်ခုလုံးကိုဟန်ချက်ညီအောင် ပြုစုပြောင်းထောင်ဖို့လိုအပ်ပါတယ် ဘွန်ဆိုင်ပင်တပင်ရဲ့တံဖိုးကဖန်တီးလို့ရနိုင်တဲ့အလတ်ပါတွေကနေရလာတာမဟုတ်ပါဘူးတက်တန်ကြီးရင်လာတဲ့အခါမှသာတကက်တဘာဝတက်တန်အလိုက်တဘာဝကြတဲ့အလတ်တရားကိုဖန်တီးနိုင်ခါလာနိုင်ကြတာပါဒါကြောင့်အသက်ကြီးမှုကပိုပြီးတော့အရေးကြီးတာပါတက်တန်ရင့်ကျက်မှုကြီးကသာတဘာဝနဲ့တတားသည်ဖြစ်လာနိုင်တာပါ ဒါကြောင့်ဘုံဆိုင်ရဲ့အဓိကရွယ်ချက်ဖြစ်တဲ့တဘာဝအတိုင်းပေါက်လျောက်နေတဲ့အလတရားကိုအတူယူပြီးတော့ဘုံအိုးငယ်လေးထဲမှာတဘာဝအတိုင်းပေါက်စင်နိုင်ဖို့ပဲမဟုတ်ပါလားဗျာ။ဒါကြောင့်ဘုံဆိုင်ပင်ကိုဖန်တီးတိဆောက်တဲ့အခါဘုံဆိုင်ပင်ရဲ့ပုံတံနာမကအချိန်နဲ့အတူအိုမင်းလာတဲ့ဇောင်းကိုထည့်သွင်းစဉ်းစားရမှာပါ။ဘုံဆိုင်ပင်တပင်ရဲ့အမှုပညာအရင်းမြစ်တွေကတက်တန်းကြီးရင်လာမှသာပို့ပြီးတော့အတိတ်ပဲရှိလာမှာပါ။ဒီဘုံဆိုင်လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဘွန်ဆိုင်ပင်နဲ့ပတ်သက်ပြီးတော့မေးစရာရှိရင် comment မှာမေးထားခဲ့ပေးနိုင်ပါတယ်ဘွန်ဆိုင်ပညာတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြတ်ဝင်မြတ်နေတဲ့ကျွန်တော် Leo Bonsai and Nazu Channel ကိုလေးကို like and subscribe လုပ်ပေးခဲ့ပါဦးကိုယ့်အတွက်တစ်ခုခုဘုသူတာတစ်ခုခုရရှိရခဲ့ရင်တခြားသူတွေအတွက် share ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်